ိုယ့်ရဲ့ SDB ကောင်းထရာနေပြီးတော့လိုအပ်နေတဲ့အဖွဲ့အစည်းတွေကိုဂျာကနေတဆင့်ခံစရာမလိုဘဲနဲ့ဒါရီယာစိတ်ချလက်ချထောက်ကူလို့ရတဲ့ platform လေးတစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။အဲ့ဒါကတော့ SCF Spring Crowd Fund လို့ခေါ်တဲ့ငွေဦးလူတို့ရပ်ပွဲငွေဆိုတဲ့ website application လေးပဲဖြစ်ပါတယ်။အရှိမကတောက်လျှောက်သူ့ကို website ကနေပဲတုံးလို့ရနေတာကနေပြီးတော့ပေါ့နော်။ဒီနေ့နောက်ဆုံး update လုပ်လိုက်တဲ့ STB app ရဲ့ UI အသစ်မှာတော့ service ဝင်ဆောင်မှုအပိုင်းမှာ Spring Crowd Fund ဆိုပြီးတော့ website တဲ့ကိုတိုက်ရိုက်ဝင်လို့ရတဲ့ function click လေးပါလာပါပြီ။အဲ့တော့အဲ့ဒီကနေဝင်ကြည့်မယ်ပေါ့နော်။ ဒါဆိုရင် SCF website ရဲ့ homepage တဲကိုတန်းရောက်သွားပြီပေါ့နော်ပြည်တွင်းကလူတွေကတော့ဒီနေရာမှာ website တက်မလာလို့ရှင် VPN လေးခံပေးဖို့လိုပါတယ်တခြားနိုင်ငံတွေကတော့ VPN မခံဘဲနဲ့ဝင်လို့ရပါတယ်အဲ့တော့ဒီနေရာမှာအကောင့်သိမ်းဖွင့်ဖို့အတွက်ဆိုလို့ရှင်ညာဘက်အောက်နာက setting ထဲကိုဝင်လိုက်ကိုမှာ SCF အကောင့်ရှိပြီးသားဆိုလို့ရှိရင်တော့ login ဆင်းရနေပြီးတော့မှ Gmail နဲ့ password ရိုက်ပြီးတော့ဝင်လို့ရတယ်။အခုမှစပြီးတော့ SCF အကောင့်တည်ဖွင့်မဲ့လူတွေဆိုလို့ရှိရင်တော့ create an account ဆိုတာလေးကိုနှိပ်လိုက်ပါ။ ဒီနေရာမှာအကောင့်သိပ်ဖွင့်လို့ရတဲ့နေရာနှစ်နည်းရှိပါတယ်ပထမတနည်းကတော့ဒီမှာသူတောင်းထားတဲ့လိုအပ် data တွေကိုတစ်ခုချင်းစီဖြည့်ပြီးတော့ sign up လုပ်လိုက်တဲ့နည်းဒုတိယတနည်းကတော့ကိုယ်ဖုန်းထဲမှာရှိရဲ့ Gmail နဲ့တန်းပြီးတော့ sign up လုပ်တဲ့နည်းပေါ့နော် Gmail နဲ့တန်းလုပ်တဲ့နည်းကကြတော့လုပ်ရတာကလွယ်တ ဒါပေမဲ့ဒီ SCF ရဲ့ database ထဲမှာကိုယ့်ရဲ့ password ဆိုပြီးတော့တင်ထားတာမျိုးမရှိတဲ့အတွက်ကြောင့်ပေါ့နော်နောက်ပိုင်းကျလို့ရှိရင် password ပြန်ထားခြင်းနဲ့ဘာညာပြန်လုပ်ရတာရှုပ်တယ်လို့ခံစားရရင်ပုံမှန်အတိုင်းပဲဒီမှာလိုတာတွေကိုတဆင်ချင်းထည့်ပြီးတော့အကောင့်ဖွင့်လို့ရပါတယ် ဲ့တော့ full name နေရာမှာထည့်ရမှာကကိုယ့်ရဲ့နာမည်အရင်ဖြစ်ရမယ်ဆိုတာမျိုးမဟုတ်ဘူး nickname ကြိုက်တာထည့်လို့ရတယ်ဒီ full name မှာထည့်တဲ့နာမည်ဒီနောက်ပိုင်းကို donation နေလို့လို့ certificate ရတဲ့ခါကျရင် certificate မှာထည့်ပေးမယ်နာမည်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ nickname ကိုထည့်လိုက်ပါအမကတော့ NKED ဆိုပြီးတော့ nickname ကိုထည့်လိုက်မယ်ပေါ့နော် email ကတော့ကိုအမြဲတုံးဖြစ်မဲ့အဆင်ပြေတဲ့တီးတန့်ဖြစ်တဲ့ email ကိုတုံးလို့ရပါတယ်။အမကတော့ SDB account နဲ့တူတူဖြစ်အောင် email ကိုထားလိုက်ပါတယ်။ password ထားရမယ့် format က STP account format နဲ့တူတယ်။အနည်းဆုံး၈လုံးအများဆုံး၃၂လုံးအဲ့ထဲမှာမှအနည်းဆုံးကဏ္ဍတစ်လုံးပါရမယ်။အင်္ဂလိပ်အက္ခရာအကြီးတစ်လုံးအသေးတစ်လုံးအနည်းဆုံးပါရမယ်ပေါ့နော်။အဲ့တော့ password ဒီအများကြီးထားရတာမှတ်ရတာရှုပ်တယ်ဆိုရင် STP account မှာကိုထားခဲ့တဲ့ password အတိုင်းပဲတူတူပြန်ထားလို့ရပါတယ်။ ဲ့မှာကိုထားထားတဲ့ password ကသူပြောထားတဲ့အချက်တွေနဲ့ကိုက်ညီနေဆိုရင်အောက်က၅ချက်လုံးမှာအစိမ်းရောက်အမှန်ချက်လေးတွေရသွားပါပြီ။ဒီအောက်က confirm password ဆိုတဲ့နေရာမှာကိုအပေါ်မှာထားခဲ့တဲ့ password အတိုင်းပဲပြန်ပြီးတော့ရိုက်ထည့်ပေးမယ်။လိုအပ်တာတွေကုန်ဖြည့်ပြီးသွားပြီဆိုရင် terms and condition ကိုသဘောတူပါတယ်ဆိုပြီးတော့ i agree ဆိုတာလေးကိုအမှန်ချင် sign up နည်းလိုက်လို့ရှိရင်ရပါပြီဒီနေရာမှာကိုအကောင့်ဖွင့်ခဲ့တဲ့ Gmail ထဲကို OTP ကနန်း6လုံးပို့မှာမို့လို့ Gmail ထဲကိုသွားပြီးတော့ကုန်ယူမယ် ဒီမှာเนาะ spring crowd fan ကနေပို့ထားတဲ့ gmail ကိုဝင်လိုက်ဒီကနန်းလေး6လုံးကိုမှတ်ပြီးတော့ခုနညမှာပြန်သွားထည့်မယ်ကုတ်မှန်ပြီဆိုရင် verify ကုတ်ကိုနှိပ်ဒါဆိုရင် scf account အစ်တစ်ခုကိုမှရသွားပါပြီเนาะအဲ့တော့ guest debt ပေါ့ဒါလေးကိုနှိပ်လိုက်မယ် အော်ဒါဆိုလို့ရှိရင်ဒီ setting ထဲမှာကိုယ်ကောင်းဖွင့်ခဲ့တဲ့ data တွေရှိတဲ့စာမျက်နှာတွေကိုရောက်သွားပြီပေါ့နော်ဒီနေရာမှာ profile picture ထားခြင်းလဲထားလို့ရတယ်ထားခဲ့တဲ့ full name နဲ့ email နဲ့ကတော့ပြင်လို့မရတော့ဘူးဒီမှာ password ဝင်ပြောင်းခြင်းလဲပြောင်းလို့ရတယ်ဒီအောက်မှာကို SCF နဲ့ပတ်သက်လို့တခုခုလုပ်ရင်းနဲ့မှာအဲ့ဒါပါညာရှိရဲမေးချင်တာရှိရဲဆိုလို့ရှိရင်လည်း chat with support ဆိုပြီးသူတို့ရဲ့ customer support ဆက်သွယ်လို့ရတယ်ဒီ FAQ ဆိုတာကကြတော့ SCF နဲ့ပတ်သက်တဲ့လူတွေသိချင်တဲ့ SCF ဆိုတာဘာလဲပေါ့ဘယ်လိုပုံစံမျိုးလဲဘာတွေလဲဆိုတဲ့မေးခွန်းတွေကိုလေ့လာလို့ရအောင် English လို့ရောမြန်မာလို့ရောရေးပေးထားတာရှိပါတယ်ကိုကူလို့ရမယ့် campaign တွေကိုဗမာကြည့်မလဲဆိုရင်တော့ဒုတိယတက်ဖြစ်တဲ့ campaigns တွေကိုဝင်လိုက်ဝင်လိုက်လို့ရှိရင်ဒီမှာလောလောဆယ် SCF ထဲမှာကူလို့ရတဲ့ active ဖြစ်တဲ့ campaign တွေအကုန်လုံးကြည့်လို့ရရပေါ့နော်အဲ့မှာမှကိုကဒီ campaign တစ်ခုအကြောင်းအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်သူ့ကိုဝင်နှိပ်လိုက် နိုင်လိုက်လို့ရှိရင်ဒီမှာတွေ့ရမှာပေါ့နော်ဒီကမ်ပိန်းရဲ့နံပဲဒီကမ်ပိန်းကဘယ်ချိန်တွင်းမှာ target ဘလောက်ပြည့်အောင်လုပ်မှာလဲပေါ့လောလောဆယ်ရနေတာက target ရဲ့ဘလောက်ပဲရနေတာလဲပေါ့နောက်အောက်မှာ about campaign ဒီကမ်ပိန်းအကြောင်းအသေးစိတ်ရည်ရွယ်ချက်ပါညာအဲ့ဒါတွေကိုကြည့်လို့ရတယ်နောက်ဒီအောက်မှာ organizer နဲ့ recipient ဆိုတာရှိရပေါ့နော်ဒီကမ်ပိန်းကိုဦးစီးကြည့်မှုတဲ့ဘယ်ဖွဲ့ရလဲဘယ်တက်ရင်းနေစီကိုဒီဒီကုငွေတွေကရောက်มาလေပေါ့ဒါတွေအကုန်လုံးကိုကိုကကြည့်လို့ရပါတယ် ဲ့တော့ကိုကဒီကမ်းမိတ်တစ်ခုကိုကြည့်လို့ဒါကိုကူချင်းမိလို့လို့ရှိရင်ဒိုနေဆိုတဲ့ဟာကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ဒီမှာပေါ့နော်ကိုကူချင်းတဲ့အမောင့်ကိုထည့်မယ်ပေါ့အဲ့တော့အနည်းဆုံးမြန်မာငွေ9000ကနေရောစပြီးတော့ကူရတယ်အဲ့တော့မာဒီမှာ9000လေးစမ်းကူပြရမယ်ပေါ့နော် ဒီရောက်မှာ tip ဆိုတာကဘာကိုပြောတာလဲဆိုတော့ဒီ SEO platform ကိုကိုက tip ပေးမလားပေါ့ဒီကိုပေးလိုက် tip ပေးလိုက်တဲ့ပတ်စံနဲ့ donation ကိုကြတော့သူတို့ကဖိနေရမှာပြန်သုံးပါလဲဆိုရင်ဒီ SEO platform maintenance အထွက်ပြန်သုံးပါပေါ့နော်အဲ့တော့ဒါကတော့ကိုယ့်သဘောပဲကူချင်လဲရတယ်မကူချင်လဲရတယ်မကူဘူးဆိုရင်ဒီတိုင်းပဲ0လို့ထားလို့ရတယ်အဲ့တော့ဒီမှာတော့အမတော့အစမ်းကူပြမယ်ပေါ့နော်30ပေါ့ okay ဒီအောက်မှာကပေးမတ်မသက်ပေါ့နော်ပေးမတ်မသက်ကတော့ STV တစ်မျိုးတည်းနဲ့ပဲကူလို့ရမယ်။ဘာဖြစ်လို့လဲဆိုလို့ campaign နဲ့ကူတဲ့နေရာမှာပေါ့နော်ကိုယ့်ရဲ့ ID ကို export လုပ်ရမလို့ပဲနဲ့ထိချလက်ချဒီ transaction တွေလုံးလို့ရတာက STB bank ပဲလောလောဆယ်ရှိရပေါ့เนาะအားကြောင့်မလို့အမြဲကူနေကြလူတွေဆိုလို့ရှိရင်ကို့မှာ STB account တစ်ခု SCF account တစ်ခုကတော့ရှိကိုရှိထားတင်နေပေါ့เนาะ ီရောက်က donation ပေါ့ပို့ဆိုတာကကျတော့နှစ်ခုရှိရပေါ့နော်တစ်ခုကကျတော့ကိုကိုရိုင်းကို့အတွက်ကိုလှူမယ်ဆိုလို့ရှိရင် donation from me ပေါ့နော်နောက်တစ်ခုကကျတော့ကိုကအဲကို့တငယ်ချင်းအတွက်အစားကူပေးမယ်ပေါ့နော်သူ့မှာကအကောင့်မရှိဘူး line များတဲ့နေရာရှိလို့ကိုကခဏအစားကူထားပေးတယ်ဆိုလို့ရှိရင်တော့ဒီ donate for others တဲ့ကနေဝင်ပြီးတော့ကူရတယ်ပေါ့နော်အဲ့တော့ဘာကွာပါလဲဆိုတော့ donation from me ဆိုတာကိုရွေးလို့ရှိရင်ကျတော့ကိုအကောင့်ဝင်တော့ဖြည့်ခဲ့တဲ့နာမည်ကိုအကောင့်ဝင်တော့ဖြည့်ခဲ့တဲ့ email ပုံသေးပဲအဲ့ဒါပြောင်းလို့မရဘူးပေါ့နော် နာမည်ကတော့ပြောင်းလို့ရတယ်ကိုယ့်ရဲ့ certificate မှာဒီဟာဒီဒီနာမည်ပဲပေါ်မလားတခြားနာမည်ပြောင်းချင်တယ်ဆိုလို့ရှိရင်ဒီဘက်ဘေးနာက edit name လေးကိုနှိပ်ပြီးတော့နာမည်တော့ပြောင်းလို့ရတယ်။ email ကတော့ပြောင်းလို့မရဘူးကိုယ့်ရဲ့ certificate ကိုဒီ email တွေကိုပဲပို့မှာပေါ့။ကိုကကိုယ့်တငယ်ချင်းအတွက်အစားကုပေးရဆိုလို့ရှိရင်တော့ဒီမှာ donate for others ပေါ့နော်။ကိုယ်တငယ်ချင်း certificate မှာလိုချင်တဲ့နာမည်သူဒီ certificate ကိုလက်ခံချင်တဲ့ email ကိုဖြည့်ပေးလိုက်ရုံပဲ။ဟိုအမကတော့ကိုယ့်အကူအတွက်ပဲအရင်ကိုပြမယ်။ ဒီတိုင်းပဲမပြေတော့ဘူးအာရွေးပြီးသွားပြီဆိုရင် အောက်မှာ donation summary ကိုကူချန်တဲ့အမောင် SCF ကိုကိုတစ်ပေးတဲ့အမောင်နှစ်ခုပေါင်းကိုကြည်မှန်ပြီးတင်ချပြီဆိုရင်အောက်က donate ဆိုတာလေးကိုနှိပ်လိုက်အဲ့တော့နှိပ်လိုက်ပြီးသွားလို့ရှိရင်ဒီမှာ order summary ဆိုပြီးတော့ STP မှာ payment လုပ်ရမယ့်ဟာတစ်ချက်ပြန်ပြီးတော့ confirm လုပ်ခိုင်းတယ်အဲ့မှာလည်းတစ်ချက်ပြန်ဆက်လို့ရတယ်မှန်ပြီဆိုလို့ရှိရင် payway STP ဆိုတာလေးကိုနှိပ်လိုက်ပါတော့ နှိမ့်လိုက်လို့ရှိရင် STB လော့အင်ဝင်ရမယ်ဆာမန်နာရောက်လာမယ်အဲ့တော့ကိုသုံးနေတဲ့ကိုရဲ့ STB အကောင့်ကိုလော့အင်ဝင်လိုက်ပင်ပြီးသွားပြီဆိုလို့ရှိရင်ကိုရဲ့ STB ကောက်မှာထားရဲကိုရဲ့လျှို့ဝက်ကနန်း6လုံးပင်ကုတ်ကိုထည့်ပင်ကုတ်မှန်ပြီဆိုရင်ပေး9010ဘောကိုခုနအကူမဲ့အမောင်းအဲကွန်ဖန်နေဒါဆိုလို့ရှိရင်ပြီးသွားပြီကိုကူလိုက်တဲ့ transaction complete ဖြစ်သွားပြီအောင်မြင်သွားပြီကိုရဲ့ STB ကောက်ထဲမှာလည်းဒီလောက်အမောင်းကနှုတ်သွားပြီပေါ့နော်အဲ့တော့ပြန်သွားကြည့်မယ် go back to မှာချက် အာဒါပြီးသွားပြီပေါ့နော်အဲ့တော့နောက်တစ်ခုမကူသေးဘူးဆိုရင် go to donations တဲ့ကိုဝင်ကြည့်တတိယမြောက်တက်ဖြစ်တဲ့ donation ဆိုတဲ့ tab လေးထဲမှာကိုယ့်ရဲ့ SEA account ထဲမှာကုထားသမျှတွေကိုဒီမှာအကုန်ပြန်ကြည့်လို့ရရပေါ့နော်အဲ့တော့အခုအမအကောင့်ကအသစ်ဖွင့်ပြီးတော့ကူးပြထားတာဆိုတော့ဒီတစ်ခုပဲရှိအောင်မယ်။အဲ့တော့သူကကိုယ့်ရဲ့ certificate ကို email ထဲကိုလည်းတိုက်ရိုက်ပို့မှဖြစ်တဲ့တော့ကြောင့်မလို့ email ထဲကိုသွားဆက်ကြည့်ရအောင်။ အဲ့တော့ဒီမှာ no reply ဆိုပြီးတော့ဝင်လာပြီပေါ့နော်အဲ့တော့ဒါသူ့ရဲ့ဒီမှာအောက်မှာ certificate လေးအားလေးကိုဝင်ပြီးတော့ကြည့်လိုက်လို့ရှင်ကိုခုနထားခဲ့တဲ့ကိုလိုချင်တဲ့နာမည်နဲ့အမောက်နဲ့ကမ်ပိန်းနဲ့ certificate လေးကိုတခါတယ်တန်းပြီးတော့ရသွားပြီပေါ့နော် အဲ့တော့ကွာဒီ SCF နဲ့ကိုရတာအရန်စိတ်ရမ်းသာဖို့ကောင်းတယ်ကွာဒီလားကြားခံမရှိပဲကိုကိုယ်တိုင်တိုက်ရိုက်ဆိုတော့အရန်မြန်နေကိုဒီကမ်းမင်းကိုဒီလောက်ကူချင်တယ်ပတ်စံလွှဲလိုက်တယ်ပြီးရင်ကိုစီစာတီပကိတ်ကတန်းရရဲဆိုတော့ဟို reply ဆောင်နေရတာတော့နောက်ပြီးတော့လို့ရှိရင်ဒီကမ်းမင်းကယုံရလားတော့အဲ certificate ကဘယ်တော့မှရမှာလဲလို့ဒါမျိုးတွေအများကြီးစဉ်းစားနေကြမလို့ပေါ့နော်နောက်တူဒီ STB banking ကနေပဲလွှဲလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့လုံခြုံရေးရလည်းအများကြီးစိတ်ချရရတယ်ပေါ့နော်နောက်ပြီးတော့ပေါ့နော်ဒီ SCF ပေါ်မှာတင်ထားတဲ့ campaign တွေဆိုတာကတေချာစစ်စစ်ပြီးတော့မှတင်ထားပေးရဖြစ်တဲ့အတွက်ကြောင့်မို့ကိုကအာယုံရလားဆိုတဲ့ဟာမျိုးတကူးတကာကြီးလိုက်စဉ်းစားနေကြမလို့ပေါ့နော်ဒီမှာဒီမှာတင်ထားတယ်ဆိုတော့ဟိုကယုံကြည်စိတ်ချရလို့တင်ထားတာပေါ့ ကိုရဲလူဖက်မာနေမဟုတ်ဘူးတဖက်ကတရင်နဲ့ FRA အနေနဲ့ကြတော့လဲဘာကောင်းလဲဆိုတော့သူတို့ဘက်မှာအချိန်အားလူအားအများကြီးပိုတက်တာပဲပေါ့နော်အဲတယောက်ကလာပြီးတော့ကိုချင်းနဲ့ပြောတယ်အဲ့ဟာကိုပတ်စံလက်ခံနေစာတီပကိတ်ထုတ်ရတယ်ပြီးရင်သူ့စီကိုပို့ရတယ်ပေါ့နော်အဲ့တော့သူတို့အတွက်လည်းဒါကအကုန်အော်တိုလုပ်ပေးသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးတက်တာပဲပေါ့နော်ကိုရဲ့တာဂက်ကဘလောက်ဘလောက်ရနေပြီဆိုတာကိုလည်းအချိန်နဲ့တပြေးညီလုံးဝပွင့်လင်းမြင်တာမျိုးရှိရှိကြည့်လို့ရတယ်ပေါ့နော်ပြီးတော့ခု SCF မှာလုပ်နေတဲ့ကမ်ပိန်းလေးရှိရပေါ့နော်အကောင့်9000မြန်မြန် ်ပြည့်အောင်ဖွင့်ကြမယ်။သူ့ရဲ့ slogan အတိုင်းပဲများများတွန်းရင်မြန်မြန်ရွေ့မယ်ပေါ့နော်။အဲ့တော့ဒီ campaign promotion အနေနဲ့လည်း25 September နေပြီးတော့28 September အတွင်းမှာ SCF အကောင့်အသစ်ဖွင့်ပြီးတော့ campaign တွေမှာပါဝင်တဲ့လူအယောက်တိုင်းကို26ရင်းနေရောက်လို့ရှိရင် NOH gift card 2000ကတ်ကိုတယောက်တကက်စီလဲဂုံမှုလက်ဆောင်ပေးသွားမှာဖြစ်တယ်အဲ့တော့ဒီအချိန်မှာမအကောင့်မဖွင့်လို့ရှိရင်ဘယ်အချိန်မှာဖွင့်မလဲပေါ့နော် အဲ့တော့ဒီ SC ကကောင်းဖွင့်တဲ့နေရာမှာအခက်ခဲရှိရမယ်ဖြစ်ဖြစ်သိချင်တာဖြစ်ဖြစ်အဆင်မပြေတာဖြစ်ဖြစ်ရှိခဲ့လို့ရှိရင်ချိန်မွေးလာမင်းနိုင်ပါတယ်။ကုညီနိုင်တဲ့လောက်ကုညီပေးပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။